ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့အော်တိုဘာလတရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့သားဆရာမယ့်သတင်းတွေကတော့အလိအညာရွေးကောက်ပွဲကိုစတင်ကန်ကွက်ဖို့မြန်မာတပ်အမတ်ကြီးကဂူလာတပ်မကမှတိုက်တွန်းလိုက်တဲ့သတင်း။နိုင်ငံရေးအကျဉ်းသားစခိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မန္တလေးစည်းုံမှာစေကူတမှုခံယူနေရတဲ့သတင်းနဲ့ထိုင်းနိုင်ငံမှာမြန်မာလုံသားပေါင်း1400ကျော်အလုထုတ်ခံရတဲ့သတင်းတွေနားဆင်ကြရမှာပါ။နိုင်ငံကအတိုက်အဝန်းအနေနဲ့ရိုဟင်ဂျာတွေအပါအဝင် င်မြန်မာပြည်သူတရားလုံးခံစားနေရတဲ့ဒုက္ခဆင်းရဲတွေကိုကောင်းစွာသိရှိနားလည်ပြီးဖြစ်လို့စစ်တပ်အတွက်နိုင်ငံရေးစီးရင်တဲ့ငွေကြေးအရထောက်ပံ့မှုမပေးဖို့နဲ့အတူအယောင်အလိန်ညာရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဝိုင်းဝန်းစတင်ကန့်ကွက်ဖို့မြန်မာသားမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်တွေနဲ့တခြားသောလူနည်းစုတွေရဲ့အခြေအနေဆိုင်ရာအဆင့်မြင့်ကွန်ဖရင့်ကိုစက်တင်ဘာ30ကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပရန်မှာပြောကြားခဲ့တာပါကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကလက်ရှိအခြေအနေမှာစစ်တပ်ကရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအနှံ့အပြားကိုလေချောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေလို့ရိုဟင်ဂျာတွေနေရတော့ဘေးကင်းလုံခြုံစွာတိုက်ခိုက်ရှိစွာဆန္ဒအလျောက်ပြန်လည်သွားရောက်နိုင်ရေးအတွက်အချိန်တိုအတွင်းဖြစ်လာနိုင်မဲ့အလားအလာမတွေ့မြင်ရဘူးလို့ပြောပါတယ်။ရိုဟင်ဂျာတွေနဲ့အခြားလူနည်းစုတွေအရေးဖြစ်ရှင်းရမှာပြဿနာရဲ့ဆင်းမြစ်ကိုမဖြေရှင်းနိုင်ပဲမဖြစ်နိုင်စစ်အာဏာရှင်စနစ်၎င်းတို့မတရားသိမ်းယူထားတဲ့အာဏာနဲ့၎င်းတို့ အစဉ်အဆက်အကျိုးခံစားခွင့်ရနေတဲ့ပြစ်ဒဏ်ကင်းလုပ်ခွင့်ချုပ်ငိမ့်နိုင်မှသာရလကောင်ဖော်ဆောင်နိုင်မယ်လို့သာအမတ်ကြီးကပြောပါတယ်ကီယနီကရားပြည်နယ်ရိုက်ကော်မြို့မှာဘလူးချောင်းရီတက်လာလို့မြင်းနေပိုင်ရက်ွက်တွေဖြစ်တဲ့နမ်ကုတ်မင်းစုဒေါ်နုကူနဲ့ရှမ်းစုစတဲ့ရက်ွက်တွေအပါဝင်ရက်ွက်၈ခုလောက်ရေဝင်နေတဲ့အတွက်မြို့ခံတွေပြောင်းရွှေ့နေရပြီလို့ဒေသခံတွေကပြောပါတယ်။ မုန်တိုင်းချိန်နဲ့မိုးကြီးခဲ့တဲ့အပြင်ပြီးခဲ့တဲ့စက်တင်ဘာ22ရက်မှာမိုးပြဲဆဲကိုဖောက်ချလိုက်တဲ့အတွက်အခုလိုလူနေရပ်ကွက်ထဲထိရေတက်လာတာပါနေပြည်တော်လယ်ဝင်းမြို့မှာလည်းမိုးသီးထန်စွာရွာသွန်းမှုကြောင့်ရုတ်တရက်ရေကြီးပြီးလူနေအိမ်အများအပြားရေနစ်မြုပ်လို့ဒေသခံတွေဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရတယ်လို့ကုညီကယ်ဆယ်ရေးဖွဲ့တွေစီကသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကျောင်းရှင်မြို့နယ်မှာတော့အင်းလေးကန်ထဲမှာရှိတဲ့ဟင်းသာတိုင်ကစက်တင်ဘာ29ရက်နေ့ညနေ9:00ကျော်မှာတဖြည်းဖြည်းနဲ့ရေအောက်နှိ ှစ်မြုပ်သွားခဲ့တယ်လို့ဒေတာခန့်တွေကပြောပါတယ်။ရေအောင်နှစ်မြုပ်သွားတဲ့ဟင်းသာတိုင်ကိုမနေ့ကကြေးစားကုန်းရဆရာတော်နဲ့ဒေတာခန့်တွေကလှုပ်အားပေးပြန်လဲဆင်ယူပြီးပြန်လဲတိဆောက်ကြတယ်လို့သိရပါတယ်။ နိုင်ငံရေးကျင်းသားတယောက်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဟာစက်တင်ဘာ25ရက်ကစလို့အစာအိမ်နဲ့ဦးလန်းချောင်းယောဂါချောင်းမန္တလေးစေယုံကြီးမှာတက်ရောက်ဆေးကုသမှုခံယူနေတယ်လို့နီးဆက်သူတွေကပြောပါတယ်။အာနာသိန်းစစ်တပ်ကမြင်းကြံထောင်မှာအကျဉ်းချထားတဲ့ဒေါက်တာမြင့်နိုင်ဟာစက်တင်ဘာ30ရက်အထိဆေးကုသမှုခံယူနေရဆဲဖြစ်ပြီးနှလုံးမှာဆက်ထည့်ထားတဲ့အချိန်ကြာမြင့်ပြီးဖြစ်တဲ့အတွက်ဆေးဆက်လက်ကုသခွင့်ရဖို့လိုအပ်နေတယ်လို့သိရပါတယ်။ ယ်။ NLD ဗဟိုလုံမှုဆောင်ဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ဒေါက်တာမြင့်တိုင်ကိုစစ်တပ်ကအကြရိခုနမှုအပါအဝင်စုစုပေါင်း၁၀မှုနဲ့စုစွဲက1925နှစ်ချထားတာပါ။ နေပြည်တော်ကောင်စီနယ်မြေပြင်းမာမြို့နယ်တစ်စိမ့်ပင်ရွာဒိတ်မှာစစ်တပ်ခွင့်ပြုချက်နဲ့ပလီတီဆောက်နေတာကိုကန့်ကွက်တားဆီးခဲ့တဲ့အမျိုးသားရဲလှုပ်ရှားသူတွေနဲ့တိုင်းကတချို့ကိုစစ်တပ်ကစက်တင်ဘာလ30ရက်မှာခေါ်ယူစစ်ဆေးခဲ့တဲ့လူမျိုးခန့်တွေစီကသိရပါတယ်စစ်တပ်ခွင့်ပြုချက်နဲ့ပြင်းမာမြို့နယ်ဘောကသီရိကာဝင်းဤတစ်စိမ့်ပင်ရွာဒိတ်မှာအစ္စလမ်ဘာသာဝင်တွေကဝတ်ပြုစုတောင်းဖို့ပလီတီဆောက်နေတာကို အမျိုးသားရဲလှုပ်ရှားသူတွေနဲ့တိုင်းကတော်တွေကကန့်ကွက်ခဲ့တဲ့အတွက်စစ်ဆေးခံရတာလို့မျိုး ုခံတယောက်ကပြောပါတယ်၂024ခုနှစ်အပြင်၁၂ရက်မှာစစ်ကောင်ဆောင်ကဗုဒ္ဓဘာသာနဲ့အင်္ဂလီကန်ခရီးယာကက်သလစ်ခရီးယာနှစ်ချင်းခရီးယာဆွန်နီ အစ္စလာမ်ရှီယာအစ္စလာမ်ဟိန္ဒူဘာသာမှကိုယ်စားလှယ်တွေကိုနေပြည်တော်ကိုဖိတ်ပြီးဖာရာယီအဆောက်အုံများတိဆောက်ဖို့ညီရင်းပေးအပ်ခဲ့တာဖြစ်ပါတယ် ထိုင်းနိုင်ငံရှိ CD စက်ရုံတရုတ်မှာမြန်မာလုပ်သားပေါင်း1400ကျော်ကိုကျူတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ပစ်လိုက်တယ်လို့အလုပ်သမားတွေနဲ့အလုပ်သမားအရေးတက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်စက်တင်ဘာ30ရက်မှာထိုင်းနိုင်ငံ Pitchburi ခရိုင်တွင်းရှိ CD စက်ရုံကမြန်မာလုပ်သား1450ကိုအလုပ်ရှိတွေကအလုံးမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီးအလုပ်ဖြုတ်ပစ်လိုက်တာပါ ီကနေ့မနေ့ဆက်ယုံကိုအလုံးလုံးကင်ဖို့လာစင်ပါပဲတာဝန်ရှိသူတွေကအပြင်ကိုတန်းစီခေါ်ထုတ်သွားကဆာရွက်မှာလက်မအတင်းထိုးခိုင်းပြီးရုတ်တရက်အလုံးထုတ်လိုက်တာပါလို့အလုံးသမားတွေကပြောပါတယ်ဆက်ရော့အလုံးရှင်တွေဘက်ကတော့အလုံးသမားတယောက်စီကိုနှစ်နာကြီးအဖြစ်ဖတ်၄000ကျော်နဲ့လောက်အားခရပေးကလက်မအတင်းထိုးခိုင်းပြီးနှင်ထုတ်နေတယ်လို့အလုံးချုပ်ခံရတဲ့မြန်မာလုံသားတယောက်ကပြောပါတယ်လက်ရှိမှာအလုံးသမားတွေအနေနဲ့နှစ်နာကြီးလဲမလို့အပ်တယ်လို့အလုံးလုတ်ခွင့်ရဖို့ကိုပဲတောင်းဆိုချင်ပါတယ်လို့ပြောပါတယ် Música